မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့လာရှိုးမျိုးနားမှာတက်ဆွဲထားတဲ့ MNDA တက်တွေစုခွာပေးဖို့စစ်အုပ်စုရဲ့အမှန်ငါးဆက်စင်ရေးအထူးတပ်ဖွဲ့မူကိုယ်တိုင်လာရှိုးမျိုးအထိလာရောက်တောင်းဆိုပေးမယ်ငင်းပယ်ခံရပြီးတော့ frame rate မှုပြတ်သွားတယ်လို့ MNDA ဘက်ကလည်းအင်အားတွေတိုးချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာရှိုးမျိုးကနေမန္တလေးမြို့ဘက်ကိုဥတီတဲ့ ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့နောင်မော်နဲ့တန်ရန်မားရဲမျိုးပတ်ကိုသွားတယ်နတ်ပေါင်ဟိုရရွာတွေမှာ MNDA ကတဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှုံမြို့စင်နဂေါဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကစုပ်ခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်နောင်မော်နတ်ပေါင်ဟိုရရွာတွေဟာတဆက်တည်းရှိနေတာဖြစ်ပြီးတော့ MNDA က10276ရင်းနဲ့အတူတည်ယူခဲ့တဲ့နယ်မြေတွေထဲမှာပါဝင်ပါတယ် အခုအချိန်အထိလဲတက်ဆွဲထားဆဲဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ AP လမှာပြည်အစိုးရရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုကြောင့် MND ကလာရှိုမျိုးကိုကြည်တစ်ချက်မှမဖောက်လိုက်ရဘဲနဲ့ပြန်လည်နှွဲပြောင်းပေးခဲ့ရတယ်လို့သိရပါတယ်အခုထပ်ပြီးတော့နောင်မော်နန်းပေါင်ဟိုရရွာတွေကနေ တဆင်ချင်းစီစုတ်ခွာပေးဖို့စစ်ခွေးတွေကထပ်မံတောင်းဆိုနေတာပဲဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်းလာရှိုးမှာလာမြင့်လာမရလို့ပြန်သွားပါပြီနောက်ဆက်တွဲကတော့ဘာတွေဆက်ဖြစ်မလဲမသိရသေးဘူးကိုကက် MLD ကတော့အင်အားတွေပုံများလာတယ်လို့နောင်မော်မှာနေထိုင်တဲ့ပြည်သူတို့ကအတိအပြုပြောကြတာပါလေဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမှတ်၅ဆစ်စင်ရဲ့အထူးအဖွဲ့မှု ကစားတာငားဖြစ်ပါတယ်သူဟာလာရှုံမျိုးကိုတရုတ်အစိုးရအခုကြီးနဲ့ပြန်လဲထိန်းချုပ်တဲ့အချိန်မှာလဲမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရှိကျွမ်းတဲ့ဆွေးနွေးမှုကိုဥဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ် MNDAA နဲ့အပြည့်ရတဲ့ဆွေးနွေးပွဲကိုလဲစစ်ကောင်စီဘက်ကနေပြီးတော့ဥဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်မကြသေးမီကတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာလဲတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ခေါင်းဆောင်တဲ့အတူတွေ့ဆုံခဲ့ပါသေးတယ် 都那时候，身边没那时候味了，从小到大被他打、啊，锅盖我爸手背姆，我们是主角来的。 နေပြည်တော်ဘက်ပြန်တက်သွားတယ်လို့လာရှုံမျိုးသတင်းရင်းတွေကပြောပြထားပါတယ်။စစ်ခွေးတွေဟာတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ထိန်းချုပ်ထားတယ်။ကြောင်မင်းနဲ့ဒီဘောမျိုးကိုပြီးခဲ့တဲ့အော်တိုဘာလမှာပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှုံနဲ့ဒီဘောလမ်းမကြီးပဝင်းကျင်က MNDA တပ်စခန်းတွေကိုစုတ်ခွာပေးဖို့ဖိအားပိုပေးနေတာပဲဖြစ်ပါတယ်။ MNDA ကလာရှုံမျိုးနားက၎င်းတို့တပ်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးလာမှုအကြောင်းတွေကို တရင်ထုတ်ပြန်ချက်မရှိသေးဘူးလို့သိရပါတယ်။ဒါပေမဲ့စစ်ခွေးတွေနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာအစိအဆိုင်ရလက်တစ်ခုသာဖြစ်ပြီးတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အငြင်းသတိရှိဖို့နဲ့ယူဟာကြကြနားလည်ဖို့အော်တိုဘာလ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDA ရဲ့အပတ်စဉ်တက်ခေတာများအလဲကြတင်းနှန်းစင်ပွဲမှာ MNDA ရဲ့စီဦးစီးချုပ်ကတင်းနှန်းစင်ကိုကတက်ဖွဲ့ဝင်းတွေကို တိုက်တွန်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။ MNDAA ဟာ2023ခုနှစ်အော်တိုဘာလ28ရက်နေ့မှာညီနောင်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့ TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ10276စစ်ရေးစတင်ခဲ့ပြီးတော့လာရှိုးလောက်ကိုင်းချင်းရွှေဟော်မွန်ဂိုဖောင်းဆိုင်ကုန်းချန်ပန်းလုံကွမ်းလုံ ပိန်နီတာမုံညဲနဲ့ပန်ဆိုင်မြို့တွေကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်။သိမ့်ယူထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးရန်တရားကိုဖော်ဆောင်နေတဲ့အချိန်ဒီအုပ်စိုးရရဲ့ပြားပေးမှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာရှိုးမြို့ကိုလည်း2025ခုနှစ်အေပီလမှာစစ်ခွေးတွေစီကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။တိန်နီမြို့ကိုပြန်ပေးဖို့အတွက်စစ်ခွေးတွေကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကထိခိုက်သေးဆုံးမှုများပြားတဲ့အတွက်ကြောင့်လေရင်နဲ့ပေါင်900ဘုံများကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မန္တလေးပိုင်းမှာကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမြောက်လီကော့ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းမှာရှိတဲ့နောင်ကိုင်းကြီးပါထီဘိုးဆန်ကြီးပါ မိဘလည်းကြည်ပါတော့မှာအကြမ်းမဲ့စစ်ခွေးတက်နေ GNL ပူးပေါင်းတပ်ဖွဲ့တို့ကြောင့်ကြိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းမဲ့စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားနေတယ်လို့သိရပါတယ်။ဒါကြောင့်လေကြောင်းပစ်ကူခေါ်ခဲ့ရာစစ်လေရင်နဲ့ပေါင်900ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလေကြောင်းကနေပေါင်900ဘုံ လေးလုံးနှစ်ချိန်လာကျဲသွားပါတယ်မိဘလည်းကြေးရွာကိုကြိုက်အောင်ပောက်ကွဲတယ်လို့သတင်းရထားတယ်စစ်ခွေးတွေအထိနာနေလို့လာကျဲသွားတာပါကော့ဂရိတ်မြောက်ပိုင်းနောင်လိုက်ထီပိုးဆန်နေရာတွေမှာစစ်ခွေးတွေလူရာချီပြီးတော့တင်နေတာတနေ့ကလည်းဘုံအလုံးကြီး60ကျော် WiFi မြင်းနဲ့ကျဲခဲ့သေးတယ်ဒီနေ့လည်းထပ်ပြီးတော့အထိနာနေလို့ Jet Fighter ကိုစစ်ကူခေါ်တာပေါ့ အဘိုးရဲမြောက်ရီလမ်းဟောင်းကိုအသေးအံသိမ့်ဖို့အတွက်စစ်တပ်ကလုံနေတာမရလို့လေချောင်းကနေမင်းနေတာလို့ကရင်စည်ရေးတရင်ရေးမိကပြောပြထားပါဗျ။အော်တိုဘာလအစောပိုင်းကစပြီးတော့မြောက်ရီကော့ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ DKBA ဗိုလ်ဘီအဖွဲ့တို့ကပူးပေါင်းကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက် KNL ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုများပြားနေတယ်လို့သိရပါတယ်။ဒါကြောင့်စစ်တပ်ကဂျုံတုံးမြို့ဘက်ကနေစစ်ကူများကိုပို့ဆောင်ကဆက်လက်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ကတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ဟိုပုံးမြို့မှာရှိတဲ့စစ်အုပ်စုရဲ့ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကျောင်းကကျောင်းအုပ်ကြီးဘုံမှုချုပ်သိန်းနိုင်ကကျောင်းရှိမှာခုံချပြီးတော့စစ်စရေးဂိတ်ဖွင့်ကဖျက်ဆီးသွားလာနေတဲ့ပြည်သူတွေကိုသရောင်းစားလိုမျိုးစက်ကြီးကောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးအုပ်စုရဲ့နည်းပညာသိပ္ပံကျောင်းရှိမှာကျောင်းအုပ်ဖြစ်တဲ့သူဘုံမှုချုပ်သိန်းနိုင်ကိုယ်တိုင်ဦးစီးပြီးတော့ဖွင့်လှစ်ထားတဲ့စစ်စရေးဂိတ်မှာဖျက်ဆီးသွားလာနေတဲ့ပြည်သူတွေကို အတင်းကျပ်စစ်ဆင်းမှုတွေလှုပ်ဆောင်တာမကပဲနဲ့ကုန်တင်မော်တော်ယာဉ်တွေကိုပါစစ်ဆေးပြီးတော့ပတ်စံတောင်းတာကုန်တင်မော်တော်ကားတွေဘောကကုန်ပစ္စည်းတွေကို ဖောက်ထွေးရယူမှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။လေးမိုင်ဂိတ်ကလွတ်လိုက်ရင်တောင်မှသူ့ဂိတ်ကိုရောင်းရစ်တော်တာပဲ။ကြောင်းရှင်မှာစပွဲကုန်ချပြီးတော့ပရောင်းစားလို့တောင်းနေတာဗျာ။တိယုတ်ကဝင်လာတဲ့ကုန်ပစ္စည်းတွေအကုန်လုံးကိုဖမ်းလဲဖမ်းတယ်၊ပတ်စံလဲတောင်းတယ်။ပန်းဒီကစပြီးတော့ပါတိတ်ထဲထဲတောင်မချမ်းဘူး။ကားတွေအစည်းလိုက်ပါဖမ်းပြီးတော့အုံနာရေစီကိုပြန်ပေးဆွဲသလိုပတ်စံတောင်းနေတာပါလို့ကိုရိုင်းချုပ်ပေးခဲ့ရတဲ့မော်တော်ယာဉ်မောင်းတို့ကပြောပြထားပါတယ်။ဘုံမှုချုပ်သိမ့်နိုင်ဟာပရိကန်နေကြီးစစ်တိုင်းမှုရဲ့နေရာကိုရရှိရေးအတွက်အထက်ရရှိတွေကိုလက်ငွေများစွာပေးနိုင်ရေးအတွက်အခုလိုမျို စစ်စေးရေးဂိတ်ဖွင့်ကသတောင်းစားလို့ဝေရှာနေတာလည်းဖြစ်နိုင်တယ်လို့ရင်မောင်းတွေကပြောပြထားပါတယ်သူတို့ဖမ်းထားတဲ့ကားတွေကိုအုံနာတွေကပြန်ရွေးရင်လည်းဘာပြစ်စည်းမှကိုမကြံဘူးအကုန်လုံးတခိုးတွေလိုဖောက်ထွင်းခိုးယူထားတာလို့အခြားရင်မောင်းတို့ကအတိအပြုပြောကြားထားပါတယ်ဘုံမှုချုပ်သိန်းနိုင်ဟာသူဖမ်းဆီးထားတဲ့မော်တော်ကားတွေကိုတရားရုံးကိုတင်ပို့မှုနေပါပြီတော့ငွေချင်းညှိနှိုင်းရမှာအဆင်မပြေတဲ့မော်တော်ကားတွေနဲ့ရင်မောင်းတွေကသာပြစ်မှုရှာကြံပြီးတော့တရားစွဲဆိုမှုတွေလုံဆောင်လက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတွေကြီးစိုးရမြို့ဖြစ်တဲ့ပြည်ဦးလယ်မြို့လယ်နာကဖရေးဆိုင်ဓမြတိုက်ခံရတဲ့မနေ့ကနိုဝင်ဘာလ12ရက်နေ့ညမှာတင် မန္တလေးနဲ့ပြည်ဦးလယ်မှာစစ်ခွေးတပ်တွေရှာဖွေစစ်ဆေးတာတွေကိုတင်းကျပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့နယ်ပြည်ဦးလယ်ကလမ်းတွေမှာစစ်ခွေးတွေနဲ့ရဲခွေးတွေကလမ်းသွားလမ်းလာတွေကိုတားဆီးပြီးတော့ရှာဖွေစစ်ဆေးနေတာတွေကိုပြုလုပ်နေတယ်လို့သိရပါတယ်ဆောက်ခွက်ကိုဓမီနဲ့ထိုးပြီးတော့ကိုစစ်မီးတာလို့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာလ12ရက်နေ့ညပိုင်းကစစ်စေးကသူတအုပ်ကပြန်လည်ပြောပြထားပါရယ်မန္တလေးမှာဆိုရင်မြို့နယ်ချင်းဆက်လမ်းနေရာတွေမြို့ဝေထွက်နေရာတွေကိုအင်အားအများပြားချပြီးတော့စစ်စေးနေတာလို့သိရပါရယ်စစ်ခွေးရဲခွေးနဲ့သူတို့ရဲ့လက်အောက်ခံအောက်တန်းစားပြူစောတီအင်အား15ဦးထက်မနေပါဝင်တဲ့အဖွဲ့တွေဟာအထိုင်ချစစ်စေးတာမျိုးမဟုတ်ဘဲနဲ့ရွေလျားပုံစံမျိုးနဲ့စစ်စေးနေတာပဲဖြစ်ပါရယ် ဒီဓမြမှုဖြစ်ပြီးတော့မှညဘက်မှာစစ်လာတယ်မြို့ပေါ်မှာစစ်တယ်လို့ရွာတွေဘက်မှာလည်းစစ်ဆေးတာကြီးရှိလာတယ်လို့ပြင်းလွယ်နာယီစင်အနီးမှာနေထိုင်သူတို့ကပြန်လည်ပြောပြထားပါတယ်ပြင်းလွယ်မြို့ပေါ်အနီးကကျေးရွာတွေဘက်မှာလည်းအစင်းစစ်ဆေးတာတွေကိုပြစ်လုလာတယ်လို့သိရပါတယ်နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းကပြင်းလွယ်မြို့လယ်နာယီစင်အနီးက အောက်စပယ်ရွှေဆိုင်ကိုတနက်အတူကင်ဆောင်ထားတဲ့အမျိုးသားနှုတ်ကဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်မှာလုံကြုံရေးအမျိုးသားတနက်နဲ့ပြစ်ခံရလို့တိတ်ဆုံးခဲ့ပြီးတော့အနီးဘက်ဝင်းကျင်ကသူတွေဝိုင်းဖမ်းပေးလို့ဓမြတအုပ်ကိုဖမ်းမိခဲ့ပါတယ်။တအုပ်ကတော့လွတ်မြောက်နေစေဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်ညွန့်နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူနှောက်ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့ပြည်ရွာများကိုဇက်တိုက်မိရှုနေတဲ့အတွက်တောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလုံးရာကိုထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ20ရက်နေ့ကစတင်ပြီးတော့ပခောက်ကူတပ်မတရားတက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာနိုဝင်ဘာလ9ရက်နေ့မှာမြန်ညွန့်နယ်တွေးမှပြူစောတိရွာကို စတင်ဝေရောက်လာခဲ့တယ်လို့သိရပါတယ်။အဲဒီကမှတစင်စစ်ကြောင်းဟာမန်းစီကန်ရွာကိုစစ်ကြောင်းထုတ်ပြီးတော့နေအိမ်20ကျော်ကိုမိရှုဖျက်ဆီးကာပြည်သူနောက်ဦးကိုဖမ်းဆီးပြီးတော့နိုဝင်ဘာလ10ရက်နေ့မှာဇော်ကြီးတောင်ကနေတစင်ပေးရကံပြူစောတိရွာကိုရောက်ရှိလာတယ်လို့သိရပါတယ်။ပေးရကံပြူစောတိရွာကနေတစင်နိုဝင်ဘာလ10ရက်နေ့မှာစစ်ခွေးစစ်ကြောင်းဟာစိုးကန်ကျေးရွာကိုစစ်ကြောင်းထုတ်ဝေရောက်ပြီးတော့ပြည်သူပိုင်းနေအိမ်အတွင်းမှာရှိတဲ့ပစ္စည်းများနဲ့ မြေပဲကင်းများကိုပါရိတ်သိမ်းခိုးယူသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာစစ်ခွေးစစ်ကြောင်းဟာမြိုင်မြို့နယ်ဆက်မုတ်နစ်ကိုရောက်ရှိလာတယ်လို့ပြောပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာစစ်ခွေးစစ်ကြောင်းဟာမြိုင်မြို့နယ်ဆက်မုတ်နစ်ကနေထွက်ခွာလာရာလမ်းပိုင်းတစ်လျှောက်မှာလမ်းသွားလမ်းလာပြည်သူ၅ဦးကိုဖမ်းဆီးကာဝတ်ပုတ်ရွာကိုစစ်ကြောင်းထုံးဝင်ရောက်စီးနင်းပြီးတော့စစ်တပ်၄ထိနှက်စီးနဲ့၄ချိန်ဘုံကျဲတိုက်ခိုက်ကာ နေနှလုံးကိုလည်းမိရှုဖြတ်စည်းသွားတယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးလာတဲ့ပြည်သူ၅ဦးတွေကအသက်40အရွယ်အမျိုးသမီးတအုပ်နဲ့အသက်52နှစ်အရွယ်အမျိုးသားတအုပ်တို့ကိုအကြမ်းဖက်စစ်သားများကဝက်ပုတ်ကြီးပါအရှိဖုံးတော်ကြီးကြောင်းအနီးမှာမိတ်ဆက်တပ်ဖြတ်ခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီခွေးစစ်ကြောင်းက6ရက်နေမှာတွေးမှပြူရွာအဲ့ဒီကနေနှမ်းစီကန်ရွာကနေနေအလုံး20မိရှုဖြတ်စည်းပြီးတော့ ရှင်းရနေမှာတရက်ကံပြူစောတိရွာကိုရောက်တယ်ဆက်တရက်နေမှာတရက်ကံကနေအခုစက်မုတ်နေ့ကိုလာတာအလားလမ်းမှာပြည်သူ၅ဦးကိုဖမ်းဆီးပြီးတော့မနေ့ကမှဝတ်ပုတ်ရွာကပြည်သူ၅ဦးကိုတပ်ဖြတ်ပြီးတော့နေအိမ်နှလုံးကိုမိရှို့သွားတာလို့အညာမေတပ်ပေါင်းစုကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာကြီးရွာဆယ်ရွာကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းကိုစစ်ကြောင်းထုတ်နေတဲ့အကြမ်းဖက်ဆက်တပ်ကဂျေးရွာဆက်နေရွာကိုမိရှုဖျက်ဆီးခဲ့ရာနေအိမ်ယာနဲ့ချီမီးလောင်ပြချပြီးတော့ရွာပေါင်း20ကျော်ကပြည်သူ1000ကျော်ဟာဘေးလွတ်ရာကိုတိတ်ဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ23ရက်နေ့ကစတင်ပြီးတော့လက်ရှိချိန်ထိဝက်လက်မြို့နယ်အတွင်းအကြမ်းဖက်ဆက်တပ်ကစစ်ကြောင်း3ကြောင်းထက်မနည်းဂျေးရွာများကိုဝင်ရောက်စီးနှင်းမိရှုနေခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းများရဲ့မိရှုပ်ပြစီမှုကြောင့်လက်ရှိအချိန်မှာဝက်လံမြို့နယ်အတွင်းရွာတော်ကုန်းရွာတမန်ကုန်းရွာထုံးဖို့ရွာမူကြီးရွာဂရဦးရွာလာတော်ရွာရွှေတင်ရွာခေါ်တော်ရွာစိုင်းနိုင်လေးရွာလိန်ပင်ရွာမြင်းတော်ရွာနဲ့ဥရဲကုန်းရွာတို့ကရာနဲ့ချီတဲ့နေအိမ်များပြီးလောင်ပြကြခဲ့ရတယ်လို့သိရပါတယ်နိုဝင်ဘာလ6ရက်နေ့ကဝက်လံမြို့နယ်ဘူးကြီးကျေးွာကိုအချမ်းမဆက်တက်ကမိရှုဖြက်စီးခြင်းကြောင့် နေအိမ်အလုံး80ကျော်မိလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲလိုဗမာလ17ရက်နေ့ကလည်းဝက်လက်မြုံနယ်လာတော့ရွာကိုအချမ်းမဆက်တက်ကနှစ်နေရခွဲပြီးတော့မိရှုဖြက်စီးခြင်းကြောင့်နေအိမ်အလုံး80ကျော်ပြာကျခဲ့ရတယ်လို့သိရပါတယ်။စစ်ခွေးတွေကဝက်လက်မြုံနယ်တဲကိုစစ်ကြောင်း3ကြောင်းလောက်နဲ့မိရှုနေတာပါ။စစ်ခွေးစစ်ကြောင်းကအဲ့ဒီထက်လည်းများနိုင်ပါတယ်။ကျွန်တော်တို့သိရသလောက်နေအိမ်ပြင်းစမှုအရေးဘက်ကိုမူကြီးရွာမှာက ိန်80ကျော်နဲ့တာရောရွာမှာကအိန်80ကျော်မီးလောင်ပြကြသွားတယ်လို့သိရတယ်။ပြည်သူတွေလည်းပြေးနေရတာတောင်းနဲ့ချီးတဲ့တော်တော်များများကရွာထဲကိုပြန်မဝင်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။လက်ရှိအချိန်မှာဝက်လက်မြုံနယ်အတွင်းမှာရှိတဲ့ရွာသားကြီးထုံးဘုံဒရဦးတမကုံရွာတော်ကုံဥရေကုံအုပ်ဘုံကုံကြီးကန်တောင်ရွာမြောက်ရွာလာတော့ လဲဦးကြီးကိုနန်းကြီးကိုရွှေတာ ရေမတော်ကိုကိုစုငှက်ပြောတော့သကောင်းတောင်ဂဒူးစတဲ့ရွာများအပါဝဲအနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူအယောက်2000ကျော်ဟာလဲဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးဒါပြင်အကြမ်းမဆက်တကအော်တိုဘားလ73ရက်နေ့ကနေနိုဗမ်ဘာလ1ရက်နေ့အထိဂျိုင်ရိုကော်ပတာစက်တက်၄ထီးများဂျက်ဖိုက်တာများနဲ့အချိန်ရေ160ကျော်ဘုံးကျဲတက်ခိုက်မှုများပြုလုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စီရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ